Hello MEI podcast ကနေကြိုဆိုလိုက်ပါတယ်။ကျမကတော့ Cass ဖြစ်ပါတယ်ရှင်။ဒီနေ့ podcast မှာတော့ Artificial Intelligence လို့ခေါ်တဲ့ AI ဟာစီးပွားရေးလုပ်ငန်းတွေ အပေါ်မှာဘယ်လိုတက်ရောက်မှုတွေရှိနေမလဲဆိုတာကိုဆွေးနွေးတင်ပြပေးသွားမှာဖြစ်ပါတယ်ရှင်။တိုးတက်နေတဲ့ဤပညာခေတ်ကြီးထဲမှာ AI ဆိုတာဟာစီးပွားရေးလုပ်ငန်းတွေအတွက် မရှိမဖြစ်လိုအပ်တဲ့အရာတစ်ခုဖြစ်လာပါပြီ။ AI ဟာ လူရင်အားကိုအစားထိုးပေးနိုင်ရုံနဲ့မကဘဲအလုံးလုံးတဲ့နီလန်းကိုလည်းပုံမလွယ်ကူမြန်ဆန်အောင် ပြောင်းလဲပေးနိုင်ပါတယ်။လုပ်ငန်းတစ်ခုအနေနဲ့ထုတ်လုပ်မှုမြင့်တင်ခြင်းနဲ့အချိန်ကုန်လုံးလျှော့ချခြင်းနဲ့ဆိုရင်တော့ AI ဟာ အရေးပါဆုံးအခန်းကဏ္ဍတစ်ခုကနေပါဝင်နေပြီပဲဖြစ်ပါတယ်။ဒါဆိုရင် AI ရဲ့အဓိကတရားမှုတွေကဘာတွေဖြစ်မလဲဆိုတာကြည့်လိုက်ကြရအောင်။နံပါတ်၁အနေနဲ့ကတော့ ထုတ်လုပ်နိုင်စွမ်းပုံမမြင်မစေတာပါ AI နည်းပညာတွေဟာ များပြားတဲ့အလုပ်တွေကို အလိုအလျောက်လုပ်ပေးနိုင်တာကြောင့်အချိန်နဲ့လူအင်အားတက်တာလာစေပါတယ်ဥပမာစက်ရုံတွေမှာ robotic system တွေကို လူရင်အားအစားအသုံးပြုပြီးထုတ်လုပ်မှုကို မြင့်တင်တာမျိုးပါနံပါတ်2အနေနဲ့ data အချက်အလက်ခွဲခြားစိတ်ဖြာမှုပိုကောင်းစေတာပါ လုပ်ငန်းအတွင်းမှာ AI ကိုသုံးပြီးဝယ်ယူသူတွေနဲ့ပတ်သက်တဲ့အချက်အလက်တွေကို လျင်မြန်စွာသုံးသက်ကဘယ်ပစ္စည်းကလူကြိုက်များတယ်။ဘယ်ဈေးကွက်မှာအောင်မြင်နိုင်တယ်ဆိုတာတို့ကိုပုံမလွယ်ကူစွာသိနိုင်ပါတယ်။နံပါတ်3အနေနဲ့ဝန်ဆောင်မှုပိုကောင်းစေတာပါ။ချက်ပေါ်နဲ့ဘာဂျူရဲအဆစ်စတန့်တွေကိုတုံးပြီးဝယ်ယူသူတွေရဲ့မိကွန်းတွေကိုအချိန်မရွေးဖြည့်ရှင်းပေးနိုင်တာမို့ဝယ်ယူသူတွေရဲ့စိတ်ကျေနပ်မှုလည်းပုံမကောင်းမလာစေပါတယ်။နံပါတ်4အနေနဲ့ကုန်ကျစရိတ်လျှော့ချနိုင်ခြင်းမှာ လူဝင်အားသုံးဆွဲမှုရော့သွားတာကြောင့်လုပ်ငန်းတွေအနေနဲ့ကုန်ကျစရိတ်သက်သာလာကအမျက်လဲပိုရနိုင်ပါတယ်။နံပါတ်5ကတော့ AI အသုံးပြုလာခြင်းကြောင့်ကြုံတွေ့ရနိုင်တဲ့စိန်ခေါ်မှုတွေပါ။လုံသားအချို့အတွက်အလို့အကိုင်းအခက်ခဲရှိလာနိုင်တယ်လို့ data လုံခြုံရေးနဲ့သက်ဆိုင်တဲ့ပြဿနာတွေကိုလည်းပို့ပြီးတော့သတိထားဖို့လိုအပ်ပါတယ်။ကဲဒါဆိုရင်တော့ AI ရဲ့စီးပွားရေးလုပ်ငန်းတွေအပေါ်တက်ရောက်မှုတွေကိုလည်းသိပြီဆိုတော့ AI အသုံးပြုတာနဲ့ပတ်သက်ပြီးကိုယ့်လူတို့ရဲ့ထင်မြင်ချက်တွေကိုလည်းမျှဝေပေးသွားပါအောင်နော်အချိန်ပေးပြီးနောက်ထောင်ခဲ့လို့အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင် နောက်ပေါ့ကတ်စ်တွေမှာပြန်တွေ့ကြရအောင်